โอเคအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့မှာကျွန်တော်တို့ကဒီ mess office မှာပေါ့เนาะအဲ့တော့မိမိအသုံးပြုနေတဲ့ mess os မှာထက်တဲ့နဲ့ကျွန်တော် office version နေရပေါ့เนาะ office version နေကျွန်တော် mess os တတိယရှိတယ်ဒါပြီးရင် mess ပေါ်မှာပဲကျွန်တော်တို့က parallel desktop နဲ့ကျွန်တော်တို့ windows 10တုံးနဲ့ညီကိုလေးလည်းရှိရပေါ့ဆိုတော့ကျွန်တော်အဲ့ဒီ window ပေါ်မှာလည်းကျွန်တော် office ကရှိတယ်။ mess မှာလည်း office ရှိတယ်။အဲ့ဒီနှစ်ခုကတူတလားပေါ့နော်။တချို့တွေမေးတယ်။အဲ့တော့မတူညီပါဘူး။ ကျွန်တော်အသုံးပြတဲ့ function formula တွေတွေ့ရင်တွေ့လိုက်မယ်တို့တော့ certain နေရာတွေသူ့ရဲ့ UI တင်းနေရာစာကွဲပြားပါတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာ exe နဲ့ရှင်းပြီးတော့နည်းနည်းလေးဟို UI ဘိုင်းလေးတရားမဟုတ်မလဲကျွန်တော် certain ကွဲတာလေးတွေကိုပြောပြချင်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်အရင်ဆုံးဒီဟာဆိုရင်ဒါ Microsoft Excel ဒါဒီကျွန်တော်ဘာဘာရှင်းလဲဆိုရင် membership မှာဘယ်မှာကြည့်လို့ရမလဲဆိုရင် Apple icon ပေးရ Excel အဲ့ဒီမှာ about Microsoft Excel ကြည့်လိုက်ရတယ်ဒါဒီကျွန်တော် Excel format ဒီကောင်ဒီ Microsoft Excel เนาะတော်တော်တော် membership ဖြစ်ပါတယ် ဆိုတော့ဒီဘက်မှာ parallel desktop နေတောင်းထားတယ်ကျွန်တော်ဒီ excel လေးပေါ့နော်ဒီမှာဆိုမြင်တွေ့ရလိမ့်မယ်ကျွန်တော် office က window လိုပဲနော် window sorry window version ပေါ့ဒါပေမဲ့ mac ပေါ်မှာ window run ထားတာဒါပါနဲ့လဲဆိုကျွန်တော်တို့က parallel desktop ကိုအသုံးပြုထားပါဘောနော်ဒီ b bd ဆိုတော့ဒီမှာရှိတဲ့ excel file တစ်ခုလောက်ကျွန်တော်ဖွင့်ကြည့်မယ် template ဘိုင်းမှာဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီမှာ bailey statement တစ်ခုဖွင့်လိုက်မယ်ပေါ့ template ဖွင့်မယ်အဲ့ဒီမှာကျတော့ဘယ်လိုတွေ क्वे क्वे ပြသွားလဲဆိုတော့တစ်ချက်ကျွန်တော်ကြည့်ကြအောင်เนาะဒီကောင်ကျွန်တော် full screen တစ်ချက်ဒီမှာကြည့်လိုက် sorry full second တစ်ချက်ပြန်လောက်ကြည့်ဒါတီဗီဖွင့်သွားနော်ဒီစက်ပြောင်းခွင့်အဒီမှာသူကကျွန်တော်တို့ပုံမှန်အတိုင်းပဲ home လို့ insert လို့ပေါ့နော်ဒါကျွန်တော်တို့ PC version ကလို့အများစုအသုံးပြုကြတာဆိုတော့ဒါအရင်မဆန်းဘူးပေါ့နော် PC PC version မှာတုံးနေတာအေးစဲနော်အဲ့တော့ဒီဘက်မှာ home တက်တွေ find တက်တွေဒါတွေပဲသူကတော့ပုံမှန်အတိုင်းပဲ plan wallpaper ခေါ်မယ်ဒီတိုင်းပဲပေါ့နော် ဲ့တော့ဒါ PC လိုအသုံးပြုခြင်းနဲ့ညီကိုလိုတက်ဆိုပယ်လက်ဒက်စတော့နဲ့ကျွန်တော်တို့က PC Office ကိုသုံးပါအဲနောက်တစ်ခုကဒီမှာဆိုကျွန်တော်တို့ဒီ Windows Mac version ပေါ့နော် Mac version Office ဒီမှာကြည့်လိုက်ဒီကောင်ကိုလည်းကျွန်တော် full screen နဲ့လိုက်မယ်နော်အဲ့ mess မှာကျွန်တော်ကျွန်တော်တို့ဘလို့ပဲတော့လဲဆိုဒီမှာတွေ့လား menu tab ကနှစ်မျိုးရှိတယ် insert တွေ draw တွေเนาะပုံမှန်သူ့ရဲ့ application menu နဲ့အပြင်ဒီ app main os ရဲ့ main menu ဘာမှာကိုသူ့ရဲ့ application သွားပြီးရောဆက်တာအဲ့ အဲဆိုလိုတာကကျွန်တော်တို့ home လို့ insert လို့ draw တွေဒီ application မှာပဲရှိရတယ်မဟုတ်ဖ ೇನೆ အဲ့ဒီဟာရဲ့ setting menu တွေကဒီ mess os ရဲ့ main menu app icon ရဲ့ပြင်မှာပါသွားရှိတယ် excel file edit view เนาะ pivot တွေ formula bar တွေ formula format တွေ tool တွေရှိတယ်အဲဆိုတော့တခြား function တွေတော့အများကြီးလေးလာပါလေးလာလောက်ကျွန်တော်ကွဲပြားတာတွေတွေ့ရမှာဖြစ်ပါတယ်ပြောချင်တာကတော့ကျွန်တော်တို့က ဒီ office ချင်းတူပေမဲ့ membership နဲ့ PC version ကလုံးဝကိုကွဲပြားခြားနားပါတယ်ဒါဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ mess တင်တယ်မှာဆိုရင်ကျွန်တော် version နဲ့မျိုးတင်ပေးတယ် office ကိုနော် office ကိုကျွန်တော် mess တန်တုံးခြင်းလာလား PC တန်တုံးခြင်းလာလားကျွန်တော်ကနှစ်မျိုးလုံးအခုလိုလဲ run version တုံးလို့ရပါတယ်အဲ့တော့ဒီ profile လေးကတော့ကျွန်တော်တို့တချို့တွေက office တွေပါလာတော့ရင် mess တွေနဲ့ mess ပေါ်မှာ PC တွေ runner နဲ့တူရလား အဆင်ပြေနိုင်လောက်လားမင်းနေကြတဲ့အတွက်ကြောင့်မလို့မတူညီဘူးဆိုတာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်။နောက်လိုအပ်တဲ့ညီကိုတွေအတွက် Office version တွေလည်းကျွန်တော်ဒီမှာအဲဝယ်ယူသုံးပြုလို့ရပါတယ်နော်။တတတော်စင်းလို့နဲ့ကျွန်တော်တို့က Crop version ကို Digital Line တိုင်းနဲ့စာပြလောက်ပေးပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။